ကကျွန်တော်အသက်19နှစ်ပြည့်ပြီးရနာမကြခင်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေပါမြို့ဆွန်မှာရှိတဲ့ကျွန်တော်ရဲ့ပထမဆုံးကိုပိုင်အခန်းစတူဒီယိုတိုက်ခန်းငယ်လေးစီပြောင်းလာပြီးတဲ့နောက်ပေါ့တိုက်ခန်းကတိတ်အကောင်းကြီးမဟုတ်ပါဘူးနေရည်ကပါလွာတယ်ကော်စောက ချွတ်စင်းအနှံ့တင်းတင်းလေးရနေတယ်ပြီးတော့ရေချိုကန်တွေကဖီစင်ဘေးကရေပိုက်ကောင်းကိုဖွင့်လိုက်တိုင်းအသံမြည်တယ်ဒါပေမဲ့ကျွန်တော်တို့တော့အဲ့ဒီနေရာကကျွန်တော်ပိုင်နေနေရာ ဖြစ်လာခဲ့ပါတယ်။တစ်သက်လုံးမှာပထမဦးဆုံးအချိန်ကိုပိုင်နေရာလေးရှာလာတာပေါ့ ညောင်ရွှေရဲနေမှာအင်ရှင်ကတော့ကိုပေးပြီးထူဆန်းတဲ့သတိပေးစကားတခုပြောသွားခဲ့တယ်။အော်ပြီးတော့ Charlie နဲ့တိတ်ပြီးခင်ခင်မင်းမင်းမနေပါနဲ့။သူကလည်းနေနေစိတ်ထူဆန်းနေ Grand Theft Auto ကိုအရန်တိုက်တဲ့ပရိသတ်တယောက်အရန်ကိုတိုက်တာတဲ့။ကျွန်တော်ကတော့ရေးပြီးပေါ့ပေါ့ပါပါပဲနေလိုက်တယ်။ထူဆန်းတဲ့အင်ဂီနာချင်းဆိုတာတိုက်ခဲနေထိုင်မှုရဲ့အစိပ်ပိုင်းပဲလေ။ပြီးတော့ကျွန်တော်လည်း Grand Theft Auto GTA ကိုတိုက်တာပဲ။ ဒါဆိုသူနဲ့ကျွန်တော်တင်မြတ်သွားနိုင်တာဗောလို့တွေးခဲ့မိတယ်။အဲ့ဒီပထမဆုံးညမှာကျွန်တော်အဲ့လိုမပြောခဲ့ဘူး။နေရာအစ်စ်တွေကအများရန်စိတ်ကိုကနာမငြိမ်ဖြစ်စေတဲ့မွေရပေါ်မှာထိုင်ပြီးဖုန်းကြည့်နေတော့အပြင်ဘက်ကရေဖြန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။အဲ့ဒီအချိန်ကမနက်တနားခွဲလောက်ရှိနေပြီ။ကျွန်တော်ထပြီးမျက်နှာကိုဆွဲဖွင့်ကအပြင်ကိုကြည့်လိုက်တော့ကျွန်တော်တို့အဆောက်အအုံနာမလူတယောက်ရှိနေတယ် ူကသူ့ channel မှာအတွင်းငံပေါင်းမီနဲ့ချိတ်ကိုပဲဝတ်ထားတာလက်တစ်ဖက်ကဥယျံသုံးရေပိုက်ကိုကန်ထားတယ်ကြံလက်တစ်ဖက်ကတောက်ပြောင်နေတဲ့သူ့ရဲ့ခေါင်းပြောင်ကြီးကိုပုတ်တက်နေတယ်အဲ့လိုလုပ်ရင်းနဲ့အပင်တွေကိုတဖြည်းဖြည်းနဲ့ရေလောင်းနေတာပါဒါကသူ့ဘာသာဆိုရင်တော်တော်ထူးဆန်းနေပြီတိုင်းမယုတ်တည်းရဲ့ကျွန်တော်စိတ်ထဲမှာတကုတ်ကုတ်ပေါ်လာတယ်ဒီငင်ခွင်းအတိုင်းကိုကျွန်တော်တနည်းအားမှမြင်ဖူးတယ်ဘယ်မှလဲခဏလောက်ကြာမှသတိရလိုက်တယ်ဒါဟာ GTA 6ရဲ့နမူနာဗီဒီယိုထဲကမြင်ခွင်းနဲ့အတိအကျတူနေတာဒါချာလီဖြစ်ရမယ်လို့ကျွန်တော်တွေးလိုက်မိရဲ့ ကျွန်တော်တိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်နေခဲ့တယ်။အတန်ထွက်ပြီးရီမော်မိမာကိုကြောက်လို့ပါ။သူကအပင်တွေကိုရေလောင်းနေရတဲ့အတွင်းကမောင်မိနဲ့ခဏခဏထိုင်ချလိုက်လုံးနေတာကိုတွေ့လိုက်ရတယ်။သူ့အတွင်းကနေကအရန်တက်နေလို့လားမသိဘူးလို့တွေးမိတယ်။ညာဘက်ကြီးပရင်ပေါအပြင်ကအတန်ကြားလို့လန့်နိုးလာရင်စိတ်ပေါပြန်နေတဲ့သူဒါမှမဟုတ်လိုက်လန်အောင်ရှင်နေတဲ့သူမျိုးဖြစ်တတ်ပေမဲ့ကျွန်တော်ကိစ္စကတော့တန့်စင်တဲ့ဟာတာပေါ်မှာတိုက်ဆိုင်မိတာပါပဲ။အင်းရှင်ကသူ့ကိုဘာလို့တတိပေးခဲ့လဲဆိုတာတန်တရားဖြစ်စရာမလိုတော့ဘူးဘလို့လူအရှုံးသမားကြီးလဲလို့ကျွန်တော်စိတ်ထဲကနေပြောမိတယ် ခြံလျက် wifi မှာတော့သူ့ထက်လူတွေနဲ့ချိန်ဆမှုပူရှိသေးတယ်ပေါ့ကျွန်တော်တန်တနေကျေသွားခဲ့တာလေးဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ယုတ်တိရဲ့သူကျွန်တော်ပြင်ပကိုမော့ကြည့်လိုက်တယ်စက္ကန့်အနည်းငယ်ကြာတော့ကျွန်တော်တို့နှစ်ယောက်လုံးလှုပ်ရှားမှုမရှိဘဲရန်နေခဲ့ကြတယ်ပြီးမှသူမျက်နှာမှာဖြည်းဖြည်းချင်းစိတ်မသက်မသာဖြစ်စရာကောင်းတဲ့အပြုံးတစ်ပွက်ပေါ်လာတယ်ရေပိုက်ကသူ့လက်ထက်ကနေရှော့ကျသွားပြီးရေတွေကသူ့ကြရကိုပတ်ဖြန်းသွားတယ်။သူ့ပုံစံကအလောက်မရှိရတော့ဘူး။ရိုးသားသားပြောရရင်သူ့အသားရေကအရန်ဖြူပြောနေပြီးတော့ညလုံးတွေကအရန်ကိုကြောက်စရာကောင်းနေတယ် မပြောင်းနိုင်တဲ့ယောဂတစ်ခုခုခံစားနေရတယ်လို့မျိုးပါ။မျက်ခုံးမွေးတွေနှာခမ်းမွေးတွေတော့သူ့မျက်နှာပေါ်မှာမရှိဘူး။ဒါကသူ့ကိုပိုပြီးထူသားတယောက်လိုဖြစ်နေစေတာ။ကျွန်တော်တို့ရဲ့အကြည့်ချင်းစုံမှုကတမင်းလောက်ကြာသွားတယ်။အိမ်တော်မှာသူကျွန်တော်ကိုအဆောင်အဝါစီတတမမတ်ပြေးလာတယ်။ကျွန်တော်လန့်ပြီးမျက်နှာကကိုနောက်ဆုတ်လိုက်တယ်။ရှင်မထဲကနှလုံးကအယံကိုခုန်နေတယ်။ခနာကြာမှာတော့ကျွန်တော်တကားကိုဆောင်းထူတဲ့အတန်ပေါ်လာတယ်။ဝင်ခွင့်ပေးပါစာလီရဲ့အတန်ကတိုးလုံနေပေမဲ့ထိတ်လန့်တကြားနဲ့ပြင်းထန်နေတာငါတို့တငယ်ချင်းဖြစ်တဲ့နယ်ငါတို့ဂိမ်းတစ်ခုတည်းကိုပဲချစ်တာတဲ့ ျွန်တော်ကြောင်ပြီးရက်နေခဲ့တယ်တကားထုတန်ကပိုကျလာပြီးပုံမြန်လာတာစောက်ပိတ်လိုက်တိုင်းပါလွာနေတဲ့တက်သားတကားကထုံခါနေတယ်ပထမတော့စိတ်အားထက်သန်နေတဲ့သူအတန်ကရုတ်တရက်အဆူရှပြီးစိတ်ဖောက်ပြန်တဲ့အတန်ကိုပြောင်းသွားတယ်ဖွင့်လိုက်တကားဖွင့်ငါတို့ဂိမ်းတစ်ခုတည်းကိုချက်တယ်ကြောက်စိတ်ကကျွန်တော်ကိုဖိစီးလာတယ်ပါလေခမရောကျွန်တော်မသိပါဘူးရဲမခေါ်ခင်ထွက်သွားလို့ကျွန်တော်អော်ပြောလိုက်တယ်လာပါကွာရှက်မနေပါနဲ့မင်းလင်းကနဲ့တူတူပဲဒါကြောင့်ငါ့ကိုကြည့်နေရမလားငါတို့တူတူပဲဆိုတာငါသိတယ်တကားဟောက်ဖွင့်လိုက်ပါကျွန်တော်ဖုန်းကိုဆွဲယူပြီး911ကိုခေါ်လိုက်တယ် ။တာလီကတကားကိုထူယုံမကအသာသာအတိုင်းတကားကိုခြေထောက်နဲ့ကန်ချိုးဖို့ကြိုးစားနေတာ။ကျွန်တော်အတန်ကိုတင်ညာလို့ပြီးတကားကိုဖျက်ပြီးအော်ပြောလိုက်တယ်။ရှယ်ရီလာနေပြီးထွက်သွား။တကားထူတန်ရက်သွားတယ်။ခဏတာတိတ်ဆိတ်သွားတယ်။ပြီးမှသူရှိလိုက်တဲ့အတန်ကိုကျွန်တော်ကြားလိုက်ရတယ်။ကျွန်တော်မသိတဲ့အရာတခုကိုသူကရှိမောနေတယ်လို့မျိုးပါပဲ။ကျွန်တော်တကားအောက်ကနေသူ့ရိတ်ကိုမြင်နေရတော့မယ်သူအဲ့နားမှာပဲရက်နေတယ်လုံးဝမလုံရှားဘူးမိနစ်တွေကုန်လွန်သွားတယ်သူထပ်မခောက်တော့ဘူးဘာစကားမှမပြောတော့ဘူး အဲ့ဒီမှာပဲရက်နေတယ်ပြီးတော့ယိုတီရဲ့ဒိတ်ဆိတ်စွာပဲလမ်းလျှောက်ထွက်သွားတော့တယ်ရဲရီရောက်လာတော့သူပြောက်ွယ်နေပြီရဲရရှိတယောက်ကကျွန်တော်တကားကိုမျက်နှာတည်တည်နဲ့ထောက်ပြလိုက်တယ်ကျွန်တော်မြင်လိုက်တဲ့အရာကစသိန်းထစီတယ်တကားပေါ်မှာသွေးစွန်းနေတဲ့အဆက်ပြောက်တွေရှိတယ်ဒါရင်မကသေးဘူးနှုတ်ထားတဲ့လူလက်သေးတစ်ချောင်းကတသားရဲစိုက်ဝင်နေတယ်ချာလီကဝင်ဖို့အတွက်သူ့ကိုသူနာကြံအောင်လုပ်နေရတာကိုတော့ဂူးမဆိုင်ခဲ့ဘူးเจอรี่ကပတ်ဝန်းကျင်ကိုဆက်စည်းတယ်ကျွန်တော်ထွက်ဆိုချက်ကိုယူတယ်ပြီးတော့အပြင်ပောက်တွေတကားတွေကိုတေချာပိတ်ဖို့ပြောတယ် ကျွန်တော်ခေါင်းကြီးပြလိုက်ပေမဲ့ဘလို့မှစိတ်မလုံးချုံနိုင်ခဲ့ဘူးကျွန်တော်တို့အဆောက်အုံမှာလုံထုံရေးကင်မရာမရှိတာကြောင့်ချာလီလုတ်ခဲ့တယ်ဆိုတဲ့သက်တည်းအခိုင်အမာမရှိဘူးရယ်ရီကလည်းသူ့ကိုတရားဆွဲဆိုလို့မရဘူးသူတို့ချာလီအိမ်ကိုသွားပြောပေမဲ့ဘယ်သူကမှထွက်မလာခဲ့ဘူးမနက်မိုးလင်းတော့ကျွန်တော်စိတ်လွန်ကဲသွားတာများဖြစ်မလားလို့တောင်စဉ်းစားလိုက်မိတယ်သူတရားတဲ့အထီးကျန်နေတာပဲဖြစ်မှာပေါ့ဒါပေမဲ့ကျွန်တော်တကောင်ဖွင့်လိုက်တော့ညစ်ပတ်နေတဲ့အမျိုးသားတွင်ခန့်ပေါင်းမိတစ်ထည်ကိုတွေ့လိုက်ရတယ်ကြည်မွနေတာအစွန်းထင်းနေတဲ့ကျွန်တော်ခြေထုတ်ခုံပေါ်မှာလက်ဆောင်တစ်ခုလိုမျိုးချထားခဲ့တယ် ကျွန်တော်ပိုက်တဲ့တမျိုးကြီးဖြစ်သွားတယ်။ကျွန်တော်နောက်ဆုံးပြီးတကားကိုဆောင်ပိတ်ပြန်တော့ခက်လိုက်တယ်။သူကတောင်ဟာသားဖြစ်သတိပေးချက်ဖြစ်ဒါမှမဟုတ်မရိုးသားတဲ့ခင်မင်မှုအပြားသားမှုအဖြစ်ထားခဲ့တာလားဆိုတာကျွန်တော်မသိချင်တော့ဘူး။ဒါကနောက်ဆုံးအစပြုချက်ပဲ။ကျွန်တော်အဲ့ဒီနေ့မှာပဲပြည်စည်းရေထုတ်ပို့ပြီးအင်ရှင်ကိုဖုန်းဆက်လိုက်တယ်။စာချုပ်ကိုဖျက်သိမ်းမယ်လို့ပြောလိုက်တယ်။သူကငင်းခုန်မနေခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူအတိအကျသိနေတယ်ဆိုတာကျွန်တော်သိလိုက်ရတယ်။ အဲ့ဒီတိုက်ခင်းကနေထွက်လာခဲ့တာလာနဲ့ချီကြခဲ့ပြီးဒိုင်မက်တာလီရဲ့အပြုံသူ့ခြေပလာတွေကလက်မမရိုက်ခဲနေတဲ့တဲ့ကျွန်တော်စီပြေးလာတဲ့ပုံရိပ်ကျွန်တော်တကားကိုသူ့ရဲ့လက်သီးတွေနဲ့ထုနေတဲ့ပုံရိပ်တွေကကျွန်တော်ကောင်းလေးကနေမထွက်ပါဘူးညနေတဲ့အခါမျိုးမှာကျွန်တော်တကားတလီတွေးမိတယ်ရဲဦးမခေါ်ခဲ့ရင်တကားဖွင့်ပြီးလိုက်မိရင်ဘာဖြစ်သွားမလဲအဲ့လိုပဲသူပြုံးပြီးတော့ရက်နေမလားစကားပြောဖို့ကြိုးစားမလားသမမတို့ဝင်လာပြီးတော့တကားကိုအနောက်ကနေပိတ်ကကျွန်တော်ကိုဘယ်တော့မှထွက်မသွားနိုင်အောင်လုပ်မလားကျွန်တော်မသိချင်တော့ပါဘူး စ်နမူနာဗီဒီယိုထွက်လာတဲ့နေရာဒီကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူးလူတိုင်းကအဲ့ဒီအကြောင်းပြောနေကြတယ်အခါတရာလောက်ပြန်ကြည့်နေကြတယ်အသေးစိတ်အချက်အလက်တိုင်းကိုခံမှန်းနေကြတယ်ဒါပေမဲ့ကျွန်တော်တငယ်ချင်းတိုင်လာအတွက်တော့ဒါကလုံးဝကိုမတူညီတဲ့အရာတစ်ခုဖြစ်သွားခဲ့တယ်ကျွန်တော်တို့အများစုကတော့ဗီဒီယိုထဲကရှုပ်ထွေးမှုမိအောင်စုံတွေနဲ့ယူသွတဲ့စတန်တွေဆိုပြီးတော့ရီမောကြတယ်ဒါပေမဲ့တိုင်လာကတော့နမူနာဗီဒီယိုထဲကအမျိုးသားဆက်ဆံခြေဆံပေါ်မှာစိတ်ဆွဲလန်းသွားခဲ့တယ်။သူဇက်ကောင်ကိုသဘောကျတာမျိုးမဟုတ်ဘူး။ သူကဂျေဆန်ဖြစ်သွားတယ်လို့ဆိုလိုတာပထမတော့ဘာမှမဖြစ်ဘူးဂျေဆန်လိုဝတ်စားတယ်ဘသူမှမကြည့်ဘူးလို့ထင်ရင်မှန်တယ်မှာဂျေဆန်လိုအေးဆက်တဲ့အမှုရာတွေကိုလေ့ကျင့်နေညတိုင်းကန်းချီအားကစားရုံကိုသွားတယ်သူကတခုခုအတွက်လေ့ကျင့်နေတယ်လို့မျိုးမီးရောင်အောင်မှာဝိတ်တွေမာတယ်ကျွန်တော်တို့ကသူ့ဆနောက်ကြတယ်ပထမတော့သူကရီမောပြီးပခုံးတွန်းပြခဲ့ပေမဲ့သူရည်စရာကိုသဘောမကျဘူးဆိုတာထင်ရှားလာတယ်တပတ်ပြီးတပတ်တိုင်လာကသူ့ရဲ့အမောင်ဒူးဆန်နဲ့စိတ်ကူးရင်ကဘာထဲကိုနှိမ့်မြုပ်သွားခဲ့တယ် ။ဇလန်လာရောက်တော့တခြားဘာအကြောင်းမှသူမပြောတော့ဘူး။ဂျေဆန်ကအချိန်ဖြုံးမှမဟုတ်ဘူးလို့သူတယောက်တည်းရေရွတ်တယ်။ဒါမှမဟုတ်ဂျေဆန်ကသူစတင်ခဲ့တဲ့အရာကိုအမြဲတမ်းအဆုံးသတ်တယ်တဲ့။ဒါထူးဆန်းတယ်။ဒါပေမဲ့ဒါကရိုးရိုးဆွဲလန်းမှုတစ်ခုပဲ။လူတိုင်းမှာအစဉ်တစဉ်ရှိတတ်တယ်လို့ကျွန်တော်တို့ကိုယ့်ဘာသာကိုပြောခဲ့ကြတယ်။ဒါဟာအဲ့လိုပဲဖြစ်ခဲ့ကောင်းမှာပဲအဲ့ဒီဖြစ်ပျက်ကကန္နာဘက်မှာဆူဆွတ်တဲ့ညတညမှာဖြစ်ခဲ့တာတဲတွေကရေတက်တာကြောင့်ဆူဆွတ်နေတယ် လေရဆေးကပ်ပြီးလေးလံနေတဲ့ကျွန်တော်တို့အများစုကအပြင်ဘက်ထိုင်းခုံတွင်ဘားရီနာမှာရှိနေကြတယ်။အရက်တော့စကားပြောနေကြတာပေါ့။တိုင်လာလည်းရှိနေတယ်လေ။စကားတလုံးမှမပြောဘဲတိတ်ဆိတ်နေတယ်။သူယူသွနေတယ်လို့မျိုးဝိတ်ပြားတွေကိုမှနေခဲ့တယ်။သူရလက်တွေကမိန်နေတဲ့အလင်းရောင်အောင်မှာဂျိုသားလက်တွေလိုဖြစ်နေတယ်။သွေးကြောတွေကကွေးကောက်ပြီးကြွက်သားတွေကလှုပ်နေတယ်။ကျေးဇံပုံစံလှူရှားနေတာပေါ့သူမျက်လုံးတွေကလည်းဘာမှမမြင်ရတဲ့နေရာတစ်ခုကိုကြည့်နေသလိုပဲဖြူးကျယ်နေတယ်ကျွန်တော်သူ့ကိုနည်းနည်းစားနာဖို့စဉ်းစားလိုက်တယ် တိထောင်းကွာမင်းကတိုင်လာတဲ့ဂျေဆန်နဲ့ပို့တူလာပြီနော်။ "तू ကကွန်ပျူတီမွန်းခင်ရတယ်လို့မျိုးပြုံးပြလိုက်တယ်။ကျွန်တော်ကဒါဟာဘာမှမဖြစ်ပါဘူးလို့တွေးပြီးနည်းနည်းထပ်ဆလိုက်တယ်။ဒါပေမဲ့ဂျေဆန်ကတော့မင်းကလေးတွေရနေတော့မယ်လေ။မင်းလိုမဟုတ်ဘူးပေါ့။လူတိုင်းကကျွန်တော်နဲ့တူရေးကြတယ်။ဒါပေမဲ့တိုင်လာကဝေပြားကိုအောက်ချပြီးကျွန်တော်ကိုစိုက်ကြည့်လိုက်တယ်။ကျွန်တော်အဲ့ဒီမှာရဲတင်တာ။ဒါပေမဲ့ကျွန်တော်ဆက်လုပ်ခဲ့တယ်။ကျွန်တော်ပြုံးလိုက်ပြီးလက်ကိုဆန်းထုတ်ကသူ့ပခုံးကိုပုတ်ရင်းနဲ့ လက်ခံလိုက်ပါကွာမင်းကဘယ်တော့မှမထွက်မဲ့ခင်တခုထဲကအတူယူချက်သူတတ်တတ်ပဲလို့ထပ်ပြောလိုက်တယ်ကျွန်တော်ရဲ့ရည်တန်းတွေပိုကျေလာခဲ့တယ်တိုင်လာထရက်ပြီးကျွန်တော်ကိုရင်ဆိုင်လိုက်တယ်ကျွန်တော်တွန်းတာဒါမှမဟုတ်ထိုးရအောင်ကြိုတင်ပြင်ဆင်ထားခဲ့တယ်ဒါပေမဲ့အဲ့ဒီအစားသူကျွန်တော်ကိုဖက်လိုက်တယ်ပထမတော့ဒါအထူးဆန်းတဲ့ဟာသားတခုလို့ထင်ခဲ့တယ်သူမင်းစီကကျွန်တော်ပခုံးကိုဖိထားတယ်ကျွန်တော်နာနာကိုသူ့အသက်ရှူတန်ကိုခံစားရတယ်ဒါပေမဲ့သူမလွတ်ဘူး သူ့လက်တွေကကျွန်တော်ကိုပိုတင်းချက်စွာပတ်ထားတယ်။သူ့ရဲ့ကင်ထားတဲ့အာကစိတ်မသက်မသာဖြစ်လောက်အောင်ကိုတမ်းမာလာတယ်။ပြီးတော့သူကျွန်တော်နားနာကက်ပြီးတူတူလေးစပြောတော့တယ်။စကလုံးတွေကိုတဲတဲကွယ်ကွယ်မကြားရဘူး။ရှီဟောင်းမတန်တခုလိုညံဆန်ပြီးတည်ငိမ့်နဲ့အတန်စီးချောင်းပဲကြားရတယ်။ဟေးတငယ်ချင်းအဆင်ပြေရဲ့လား။ကျွန်တော်စိတ်လှုပ်ရှားစွာရှိမောလိုက်တယ်။ရုတ်တရက်သူ့လက်တွေကအပေါ်ကိုရွှေလျားသွားပြီးသူ့လက်မတွေကကျွန်တော်လက်ပင်ကိုဖိလိုက်တယ်။ ျွန်တော်အန်အောတုံလောသွားပြီးတော့အဲ့ဒီနေရာမှာရေစုံမျောသလိုဖြစ်သွားခဲ့တယ်။ဒီပြုံထဲမှာ PR တွေဆူလာပြီးတော့ကျွန်တော်ဒီမွန်းတီးလာတယ်။သူ့ကိုနောက်ဆုတ်ဖို့စ조사ပေးမယ်။သူ့လက်တွေကတမ်မနီလိုတင်းကျပ်နေတယ်။ကျွန်တော်အသက်ရှင်တဲ့တွေရက်တန်သွားတယ်။အမြင်အာရုံတွေဝေဝါးလာတယ်။ကျွန်တော်ဒူတွေကဆူဆွတ်နေတဲ့တဲတွေပေါ်မှာပျော့ကျသွားတယ်။ကျွန်တော်ကိုရိုင်းလေပင်ညစ်ခံရပြီးအသက်ရှင်ချက်နေတဲ့အတန်ကြားနေရတယ်။သူကလူတယောက်တည်းတာရဲတကောင်နဲ့ပူတူနေတာ။ ီးတော့အဲ့ဒီအတိုင်းပဲရုတ်တရက်သူငြိမ်သက်သွားတယ်။သူငယ်ချင်းတွေရဲ့စုပ်ကိုင်းမှုကလည်းယုံထွက်ပြီးဂျာကင်ကိုဖြောင်းလိုက်တယ်။ပြီးတော့ထွက်သွားခဲ့တယ်။စကားတစ်ခုမှမပြောဘဲနောက်ကိုတစ်ချက်တောင်မကြည့်ဘဲကန်နာအောက်ကအမောင်တူသေးကိုပြောက်ကွယ်သွားခဲ့တယ်။ အဲ့ဒီကလေးကကျွန်တော်တို့တိုင်လာကိုမတွေ့ရတော့ပါဘူး။ကျွန်တော်မကြုံခဲ့ရရင်တော့ဒါကခြေကားပြောဆိုမှုလူတွေကိုကြောက်အောင်လုပ်တဲ့စိတ်ကူးရင်ဇလန်တကူလို့ထင်မိမှာ။ဒါပေမဲ့အမှန်တရားကတော့လူတွေကတခါလေးပျက်စီးသွားတတ်ကြတယ်။အဲ့လိုဖြစ်လာတဲ့အခါဒါကယူသွမှုနဲ့မတူ။ဒါဟာသေစီနိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်ပြောင်းလဲသွားတဲ့ဆွဲလက်မှုနဲ့ပိုတူပါရယ်။ရဲတွေကလည်းသူ့ကိုတွေ့ခဲ့ကြတော့ပါဘူး။